တကကြီးရဲ့နာမည်လေးနဲ့အသက်လေးနဲ့အရင်ဆုံးမိတ်ဆက်ပြီးပေါ့နော်တကကြီးကျပါဗျတပီတော့ရောကြီးနံပါတ်29ပါဗျဟုတ်ကဲ့နာမည်ကတော့ခင်ဇော်အသက်ကတော့61တောင်ပါဗျနာမည်ကခင်ခင်ဇော်ပါဗျခင်ဇော်အသက်က60နှစ်61နှစ်တောင်ဟုတ်ပြီတကကြီးအရင်တော့တရားတွေအထောက်ခဲ့ပြီးတွေ့ကြုံရှိတာမရှိပါဘူးဗျမရှိဘူးဟုတ်ပြီအခုဘယ်ကနေလာထောက်ရတယ်ခင်ဗျခုနေပြည်တော်နေပါဗျဒီလိုအလားတူတော့အခုဒီတရားပေါ်မှာဒကာကြီးကဘလူတွေနော်တိရဲ့လေဘလူတွေကျင့်ငယ်လေဒကာကြီးရဲ့အတွေ့အကြုံနဲ့မြင်တဲ့ပုံလေးကိုရှောက်ပြပါဦးနော်တင်ပါဗျဟိုတပည့်တော်က ဒီသက်ရည်ဒီကိုတကမှလည်းတရားစခန်းလည်းမဝင်ပါဘူးတရားလည်းမထိုင်ဘူးပါဘူးဟုတ်ပြီးတော့အနာယူပြီးတဲ့အခါကျလို့ရှိရင်ဒီတရားလုပ်တွေလုပ်ဖို့အတွက်ကိုသားဦးစင်းရနေပြီးတော့လမ်းညွှန်ပါတယ်ဟုတ်အဲသူဝင်ခဲ့တဲ့တရားစခန်းကိုတော့ဝင်ကြည့်လိုက်ပါအဲဆိုလို့ရှိရင်တိသွားပါလိမ့်မယ်ဟိုဘလို့နေတိုင်းကြည့်ကြမှာဆိုတိသွားပါလိမ့်မယ်ဆိုတော့သူကလမ်းညွှန်တာတပြေတော့နဲ့တပြေတော့ရဲ့ဇနီးအတူဒီကိုရောက်ခဲ့တာပါဗျဟုတ်ဒီလိုရောက်ပြီးတော့ ဆရာတော်ရဲ့မိတဲ့တရားတွေဖြစ်တဲ့ငါ့ကိုရှာတဲ့ဟာပေါ့ခန္ဓာမှာငါ့ကိုရှာတဲ့ဟာပေါ့မရှာတဲ့ကမ္မထံတိုင်းမရှာတဲ့ကမ္မထံကိုစပြီးတော့အားထုတ်ခဲ့ပါတယ်ဆရာတော်လမ်းညွှန်ချက်တိုင်းပဲဘယ်မှာသုံးနေမှာပဲနိုင်ဝက်မှာနင်း20လောက်မှာတပည့်တော်ရဲ့ခန္ဓာကိုယ်ကဒီတော့ဒီညာဘက်မှာဟိုလက်နဲ့ကြီးစားထိတာပြီးတော့ဒဏ်ရရတာရှိပါတယ်။ဟုတ်လက်နဲ့အကြီးစားထိပြီးတော့ဒဏ်ရရတာရှိတယ်။ဒဏ်ရရတာရှိတယ်။ဘူးလား ဒီဒူဒီတကြောလုံးပါဗျာ။ဟောထိထားတာရှိတော့အဲ့တော့ဘလူးရှိလိုက်တယ်။အဲ့ဒီနာကျင်ကိုက်ခဲတာရှိရဲပြီးတော့ဒီကជីပေါင်းဖြစ်တာရှိပါတယ်။အင်းအဲ့တော့ဘိုင်းအပိုင်းပိုင်းပြီးတော့ဆရာတော်မိတ်တို့ပဲခေါင်းခတ်ရှိလက်ကိုစပြီးတော့ရှုပါတယ်ဗျာ။ငါ့ကိုရှာကြည့်ပါတယ်။ဒါပေမဲ့ဒီတန်ရာတွေကအဲ့လိုထိုင်တာကြာတဲ့ခါကျတော့တန်ရာတွေကနာမြဲနာနေစေပါဘူး။အဲ့မိနစ်30လောက်ကြာတဲ့ခါကျတော့ ဟိုစက္ကန့်ပိုင်းစက္ကန့်ပိုင်းလောက်ဆိုတော့6မိနစ်နဲ့7မိနစ်ကြာလောက်ကဒီတူလုံးကပော့ပါသွားပြီးတော့ဟိုအပြင်ကနေကိုယ့်ကိုပြန်ကြည့်ရတယ်လို့မျိုးပြင်လိုက်ရပါဟောဒီဒီထိုင်နေတဲ့ရုပ်ကတက်တက်အပြင်ကနေတက်တက်ပြင်နေတဲ့ညီလေးတက်အပြင်ကနေထိုင်ပြီးတော့အယုတ်တရုပ်ကိုသူများထိုင်နေတာကထိုင်ကြည့်ရတယ်လို့ဖြစ်တယ်ထိုင်လို့ကြည့်ရတယ်တူလုံးဘယ်လိုရှုလိုက်လို့ဖြစ်သွားတာအဲ့နာနေတဲ့ဝေဒနာတရားရဲ့ဘယ်လိုလေးရှုလိုက်တာနာနေတဲ့ဝေဒနာကငါရှိလားဆိုတာပဲရှာကြည့်တယ်ငါရှိနေတယ်ဆိုလို့ရှိရင်ဒီဝေဒနာဖြစ်နေတာဟာကြီးရက်လိုက်တော့ ဟောရလိုက်တော့နော်မထုံမနဲ့မနာပါနဲ့ပောက်ပြန်တယ်လို့ရက်ခိုင်းလိုက်တာပေါ့ပောက်ပြန်လိုက်အဲရက်ပြီပါအဲဆိုပြီးတော့တောင်းဆိုပါတယ်အင်းတောင်းဆိုဆိုပြီးတော့ပြီးတော့ခြေတော်ခြေတော်နေပြီးတော့ကားတပိုင်းချင်းတက်တော့ဥကောင်းရောက်တဲ့ချိန်မှာအဲ့လိုဖြစ်ပါတယ်ဩဥကောင်းရောက်မှာအဲ့လိုရှာနေတဲ့နဲ့နဲ့ဘယ်လိုမျိုးနားလက်သဘောပေါက်သွားလဲမင်းအနေနဲ့ကတော့ခန္ဓာဘာပြန်ပြောလိုက်တယ်ခန္ဓာတော့မရှိဘူး ငါဆိုတာမရှိဘူးဆိုတာကိုပြန်ဖြည့်လိုက်တယ်တုတ်ပြန်ချက်တွေရပါတယ်အဲတုတ်ပြန်ချက်ညံထဲမှာတိသွားတယ်နော်ပါဇက်နဲ့မေးတာလားညံနဲ့မေးတာလားညံနဲ့ပဲမေးတော့ညံနဲ့အဲ့တော့မရှိဘူးလို့သိလိုက်တဲ့တပြိုင်နက်ထဲမှာဘယ်လိုဖြစ်သွားလဲမရှိဘူးလို့သိလိုက်တဲ့တပြိုင်နက်ထဲမှာတပြည်တော့ဟိုပြောမယ်ဆိုလို့ရှိရင်တော့ငြိမ်းရတဲ့ဒီတို့ဒီမှာတော့တရားရဆိုလို့ရှိရင်အများအားဖြစ်ပြနေတယ်ငါဆိုတာမရှိဘူးအဲ့တော့ငြိမ်းရတဲ့နေရာတစ်ခုကိုရောက်သွားခံသွားရောက်သွားပြီလို့ပဲခံစားလိုက်ရတော့အဲ့ဒီရမှာ အဲ့ဒီလွံ့မြောက်သွားတဲ့အချိန်တွေကဘယ်လောက်ကြာလဲ60စက္ကန့်နဲ့10စက္ကန့်ကြာလို့ဖြစ်တယ်အဲ့တော့60စက္ကန့်10စက္ကန့်လောက်ပဲရှိရနော်အဲ့အဲ့လောက်လို့ရှိရင်အဲ့လွံ့မြောက်တဲ့ဟာလေးကအဲ့ခံစားမှုလေးကဘာနဲ့ဥပမာနိုင်စားလို့ရလဲအဲ့ငြင်းရတဲ့လွံ့မြောက်မှုကဘာနဲ့ခံစားဘာနဲ့ဥပမာနိုင်စားလို့ခံစားမိဘူးဗျာဒီကောင်ကအဲ့ချိန်မှာတော့အားလုံးကဟိုအေးချမ်းနေတဲ့သဘောပဲမြင်လိုက်ရတယ်ဘာမှလည်းမရှိတော့ဘူးဘာမှလည်းမရှိတော့ဘူးနော်ငါဆိုတာမရှိတော့ဘူးလို့သိတယ်အခုပြန်ညှို့လို့ရသေးလားငါဆိုတာရှိတာလို့ပြန်ညှို့လို့ရသေးလား ဟိုအများကြီးတော့မရဘူးဒီမနေ့တစ်ခေါက်ပြန်ရပါတယ်ပြန်ရမဟုတ်လို့ပြန်ညှို့တဲ့ချိန်မှာကငါဆိုတာရှာလို့တွေ့လားညှို့တဲ့ချိန်တိုင်းမှာမတွေ့ပါဘူးဘယ်နာမှာအဖျက်တထောက်တော့မရှိပါဘူးเนาะကာဏကြည်သွားတာเนาะတင်ပါဗျာအဲ့ဒီဒီခုနကလွမြောက်တဲ့ချိန်လေးမှာလဲတခါကြီးအဲ့ဒီလွမြောက်တဲ့စိတ်လေးရဲ့အဲ့တရင်က၁၀စက္ကန့်လောက်လွတ်တဲ့ချိန်မှာလောဘရှိလားမရှိပါဘူးဗျဒေါသလည်းဒေါသလည်းမရှိတော့ဘူးအဲ့ဒီလောဘဒေါသမရှိဘဲနဲ့เนาะခုနကလောဘဒေါသမရှိတဲ့အတွက်မောဟရောရှိလားမရှိပါဘူးဒေါသလောဘဖြစ်တာကိုလည်းသိတယ်လောဘမဖြစ်တာကိုလည်းသိတယ်ဒေါသဖြစ်တာကိုလည်းသိတယ်ဒေါသမဖြစ်တာကိုလည်းသိတယ် အဲ့ပါမောဟဖြစ်နေတာလည်းသိတယ်မောဟမဖြစ်တာကိုလည်းသိတယ်အဲ့လောဘဒေါသမောဟအဲ့ကင်းလိုက်တဲ့တည်ငါလွမြောက်တဲ့နေရာကိုဒါကြီးကိုယ်တိုင်ကဘာဖြစ်သွားတယ်လို့သိလိုက်တယ်အဲ့ချိန်မှာပြီးတော့မှန်တမ်းပြောရရင်တော့အဲ့ချိန်မှာငြိမ်းချမ်းသွားလို့ပဲသိလိုက်တယ်သိလိုက်တယ်တော်တော်အေးချမ်းတာပဲတော်တော်အေးချမ်းတာစာရဆိုလို့ရှင်တော့ဟိုဒီ ်ဆရာတော်မိတဲ့တိုင်းဆိုလို့ရှိရင်တော့ဒါနိဗ္ဗာန်တစ်ခုကိုအာနိဗ္ဗာန်တစ်ခုပဲရောက်တယ်နိဗ္ဗာန်ကနိဗ္ဗာန်တစ်ခုရောက်သွားတယ်လို့မျိုးလိုပဲအဲ့လိုလိုတော့ခံစားလိုက်ရယူဆလိုက်တယ်ပေါ့နော်တိလိုက်တာတော့အေးချင်လိုက်တာပဲအာဘာဖြစ်တာလဲတော့နောက်ကဆင်ញင်နဲ့ညံတခါတော့ဝင်လာတယ်မှန်ပါတယ်ဒါဘာညံလဲဆိုဆရာတော်ပြောတဲ့နိဗ္ဗာန်ဆိုတာဒါလားမသိဘူးလို့ညံကဒီဆင်ញင်နဲ့ညံကတန်းဝင်လာတာပေါ့နော်ကိုယ်အနေနဲ့တိလာတော့အေးချင်မှုပဲအေးချင်လိုက်တာဆိုတော့တိတာဒါပေမဲ့အနောက်မှာအဲ့ဒီအေးချင်မှုရဲ့အနောက်မှာတခါတော့ပေါ်လာတာကဆင်ញင်နဲ့ညံပေါ်လာတယ် အဲ့ဒါဘာဖြစ်တာလဲသိလိုက်တော့ဒါဆရာတော်ပြောတဲ့တည်ငါနိဗ္ဗာန်ဆိုတော့ဒါလားမသိဘူးလို့ဒါလားမသိဘူးနော်ဒါပဲလို့ဆိုတာတဲ့ဒါလားမသိဘူးဆိုတော့ကိုကုမမရောက်ဘူးတာဘယ်လိုလုပ်ချက်ချင်းသိနိုင်မှာလဲတင်ပါဗျာအဲ့တော့အဲ့လိုလေးခံစားလိုက်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီချမ်းသာမှုကိုမေ့သွားမယ်ထင်တာတကယ်ကြီးပေါ့မင်းနိုင်ဆိုတော့အเจ้าမရှိဘူးမရှိမင်းနိုင်ဆိုင်အเจ้าမရှိဘူးခုနောက်ရက်တွေထိုင်တော့ဘယ်လိုခံစားရဖြစ်လင်းမနေ့ကတော့မရောက်ဗျာအဲ့ဒီတပီတော့အဲ့ဒီနားတဲ့ဟာရင်းနဲ့ပဲလုံးနေချလဲလိုက်ပြီးတော့နေချမ်းမှုမရခဲ့ဘူးမရသေးဘူးဒီမနေ့တော့ တစ်ခေါက်ပြန်ရလိုက်တစ်ခေါက်ပြန်ရတော့အဲ့ဒီကနေနည်းနည်းလေးတော့ကြာပါတယ်ကြာတော့တော်တော်ကြာကြာလေးပြန်ရတာပိုပြီးစိတ်ချပါအဲ့တော့ဒါတခါကြီးတိတာဘယ်နည်းပထမဆုံးရဲ့ပထမဆုံးရဲ့ပထမဆုံးအချိန်မှာဟုတ်နိုင်ဘွက်လောက်ပါဩနိုင်ဘွက်လောက်တယ်တော့တိပါနော်အန်အိုးဘောင်တခါကြီးလဲပါရမီရှင်ပဲနော်တိပါအဲ့တော့နောက်နှစ်ရက်မြောက်နေအဲ့ရထားတဲ့ခါကျတော့ဘလို့မျိုးခံစားအဲ့ရထားတော့ဘလို့အတိလေးနဲ့နိုးထလာတယ်နောက်နှစ်ရက်မြောက်နေကြတော့အဲ့ရထားအချိန်မှာဟိုလန်းစမ်းမှုတော့တော်တော်ကြည်လင်ပါဗျဟုတ်အရင်ရက်တွေနဲ့လည်းမတူပါဘူးထူးခြားနေရတော့နော်ဟိုကြည်ကြည်လင်လင်ကြီးပေါ့ လောကကြီးမှာကိုတယောက်တည်းဖြစ်နေတာတင်ပါဗျာအဲ့လိုမျိုးကြီးခံစားနေတော့เนาะကြီးကြီးလင်းလင်းဒီတရားအသည့်လေးနဲ့ပဲထားရနော်တင်ပါဗျာအဲ့ဒီအသည့်လေးကအခုပြန်တွေးတော့လဲပီတိဖြစ်ရတယ်နော်ငွေတန်းလန်းစန်းသလိုပဲခံစားနေရဟုတ်ပြီအဲ့တော့ဒါလေးနောက်တစ်ခုထပ်လျှောက်ခြင်းထပ်ပြီးတော့ဥစဉ်ကမင်းကျင်တာဒီတရားတွေနားတဲ့ပုံမှာအခုတခါကြီးဒါ၃ရက်မြောက်ရှိသွားပြီပေါ့ဒီတရားဥစဉ်တရားနားတဲ့ပုံမှာတခါကြီးအနေနဲ့ဘာတွေမရှင်းတာမသိတာရှိလဲဘာတွေရောသိခဲ့လဲဒီတရားနားတဲ့ပုံမှာတခါကြီးအတွက်ထူးခြားမှုတွေဘာတွေရှိသေးလဲထပ်ပြီးတော့တရားနားတဲ့ပုံမရှင်းတာတော့မရှိတော့နေခင်းက တပည့်တော်ဆရာတော်လျှောက်သူပေါ့ဆရာတော်ဟောတဲ့တရားတွေကတပည့်တော်လူဘိန်းနေပါဘာသာရေးနဲ့ဆိုလူဘိန်းနေပေါ့နားလည်လွယ်ပါတယ်อืมอืมမရှင်းတာလည်းမရှိပါဘူးတော်တော်ဟိုစိတ်ထဲကိုတော်တော် ရောက်ပါတယ်ဗျอืมอืมပထမဆုံးသိလိုက်တဲ့တရားအရဆိုလို့ရှိရင်တပည့်တော်သွားမဲ့လမ်းကြောင်းတစ်ခုပေါ့လမ်းကြောင်းတစ်ခုချပေးလိုက်တယ်ဘယ်လိုလုပ်မယ်ဆိုလဲနီးစနစ်တစ်ခုကိုကြားတယ်ဒီတန်းကြင့်ကြံလို့ရှိရင်တော့ဟိုခန္ဓာကိုအေးချမ်းမဲ့ဟာတစ်ခုတော့ရပါပဲဆိုပြီးတော့မြင်လိုက်ပါတော့อืมอืมကောင်းပါအဲ့တော့ဒကာကြီးရဲ့ဘဝမှာဒကာကြီးဝန်ထမ်းလုပ်ခဲ့တယ်ဆိုတော့เนาะတယ်ပါဗျာ ိုဒီတရားတွေကိုဒိုင်းနဲ့စိုက်နေလို့အသိရလာကျွန်တော်အမှန်တိုင်းပြောရရင်တော့မဆိုင်ဘူးလို့ပဲထင်ခဲ့တာတည်ရတာတပည့်တော်ဇနီးကအမြဲတမ်းပြောဒါတွေဖွင့်ပြဆိုအဲ့ချိန်မှာတပည့်တော် DVB ဖွင့်ကြည့်လိုက်တခြားတွေဖွင့်ကြည့်လိုက်နဲ့သတင်းတွေဖတ်လိုက်နဲ့ဒါပဲသွားပါပဲတရားလည်းမထိုင်ဘူးတခါတရားလည်းမထိုင်ဘူးနော်ကိုယ်နဲ့လောက်နေရောက်တယ်အလူတန်းလုတ်တယ်အဲ့ဒါနဲ့ပဲတပည့်တော်လောက်ပဲတည်တယ်ကုသိုလ်လုတ်ခဲ့တာဒါပဲတခါကြီးတို့အများကြီးရှိရပေါ့ဦးနဲ့ဝန်ထမ်းတွေအများကြီးရှိရနော်ဒါနဲ့ဝန်ထမ်းတွေအလောက်မှာဒီဘဝမှာကိုယ်နဲ့ဒီတရားတွေကကိုယ်နဲ့လည်းမဆိုင်ဘူးလို့တရားလည်းမရနိုင်ဘူးလို့ မထင်ဘူးလားကိုကိုဒီဘွားမဟိုမန္တန်ပြောတော့တရားမရနိုင်တော့ဘူးလို့ကိုကိုထင်ခဲ့ပါမရနိုင်တော့ဘူးလို့ထင်တာနော်တရားရယ်နော်ပြီးတော့ကုသိုလ်နဲ့ပဲသွားတော့မယ်ဆိုကုသိုလ်လေးနဲ့ပဲကိုကဟိုထောက်တရားလေးပေါ့နော်ဒီကုသိုလ်လေးပဲထောက်တရားယူပြီးတော့သွားတော့မယ်လို့သိရတယ်နော်ကောင်းပါတယ်အဲ့ဒါကတော့တားပေါ့တားဥစဉ်ကတားဥစဉ်ဆုံးမခဲ့တာဆုံးမတာသူ့ရဲ့လမ်းညွန်မှုပေါ့နော်သူကလမ်းပြသွားတာပေါ့နော်တကယ်သူကအရှိရနေလမ်းပြသွားတာပေါ့သူကိုယ်တိုင်အဲ့တော့နောက်မှဥစဉ်တားဥစဉ်အကြောင်းနဲ့ပတ်သက်ပြီးမေးမယ်ပေါ့နော် အခုဒီရဲ့ချမ်းသာမှုလေးရောဒကာကြီးလွမြောက်တဲ့စိတ်လို့အာယုံပြန်အာယုံညွှန်ရနိုင်လေလားကျန်နိုင်ပါဒီနေ့လည်းပြန်ညွှန်တယ်မေ့သွားမေ့သွားနိုင်လားမေ့နိုင်ကိုယ်တိုင်ကျင့်ခဲ့တဲ့ဟာပြောလို့လည်းကြောင့်မေ့ဖို့ခဲမှာမေ့မမေ့နိုင်တော့နော်အဲ့ဒီရဲ့လောဘဒေါသကင်းတဲ့ဒီလွမြောက်တဲ့တည်ငါဟာလေးကိုအာယုံညွှန်ပြီးတော့ဒကာကြီးအဲ့ဒီအသည့်လေးနဲ့အဲ့လွမြောက်မှုရဲ့စိတ်ကလေးနဲ့ဒါအခုသိရင်အပေလေးပုံရရှိတဲ့ကျနိုင်သေးလားဟိုတွေးတော့တော့တိတ်တော့နားမလဲဘူးဗျအဲ့ဒီခုစိတ်ကိုပဲကြည့်လေဒီစိတ်တိုင်းသွားမှာကျန်တဲ့ဟာတွေမကြည့်ဘူးဟိုကလေသူများဟာတွေဘာမှမစင်စမ်းနဲ့အခုဒကာကြီးဒကာကြီးရဲ့စိတ်ကိုပဲကြည့်လေ အခုလောဘဒေါသကင်းတဲ့ဒီလွတ်မြောက်တဲ့စိတ်ကလေးကိုအပြန်အာရုံညှို့နေသိလို့ရှင်ဟုတ်လူမြောက်တဲ့စိတ်လေးရောက်ကြတော့အကြောင်းမရှိပါဘူး။ရောက်ကြတော့အကြောင်းမရှိဘူးနော်။အဲ့ဒီစိတ်ကလေးကိုပြန်ညှို့လို့ရတာပဲ။ဒါကိုစိတ်ကိုပဲကိုကြည့်ရမှာ။ကျန်တာတွေကမှားတာမှန်တာအသာထား။တခါကြီးအဲ့ဒီစိတ်ကလေးကိုလူမြောက်တဲ့စိတ်ကလေးနေတာအခုသိမယ်ဆိုရင်အပေလေးပုံငယ်ရှစ်ထက်ကြာနိုင်လား။ဟုတ် ကြောက်စရာမရှိတော့ဆရာကြောက်နော်ဟုတ်ပြီဘယ်သူအာမခံပါတကာကြီးကိုကိုကိုပဲအာမခံပါတကာကြီးရဲ့တာအာမခံလို့ရလားမရပါဘူးမရဘူးမိမလည်းမရပါဘူးအာမခံလို့မရတကာကြီးရှာခဲ့တဲ့စီးတိမ်တွေရောအာမခံလို့ရလားမရပါဘူးမရဦးစင်းရောအာမခံလို့မရပါဘူးနော်ကိုတိမှကိုတရားတွေတကာကြီးအဲ့တရားညာရင်ဘယ်သူခံရမှာလဲတကာကြီးရဲ့ခံရမှာလေဟုတ်လားညာလို့မှမရတာနော်တကာကြီးဟုတ်ပါပြီကောင်းပါပြီအဲ့တော့ဆက်သွားမယ်ပေါ့ဟိုဒါဆိုရင်တာဦးစင်းပြောခြင်းနဲ့တိစေခြင်းနဲ့အတိတိရောပြီပေါ့သူဘာကြောင့်တာဦးစင်းကတိစေခြင်းလဲလို့ထင်တယ်ခု ်ဟိုတော်တွေးတော်ဘွားတစ်ယောက်လုံးသူအပြင်းအနေကြီးခဲ့လူဩမတွေးတော်ဟိုဟိုဒါပင်မန်းနေပြီဟုတ်တယ်ကိုရင်ပြလို့ရှိရင်တန်တရားတွေလုပ်ဖို့လိုလာပြီဆိုတော့ဟုတ်ဟုတ်ဒါမြန်မြန်လုပ်စီခြင်းတော့ကြောင့်သူလည်းဒီဝန်ထမ်းဘွားတွေငိမ့်သားယူလုတော့လုတော့ဆိုမြေတိုက်တော့ပါဩဩကောင်းပါတယ်เนาะဟုတ်ပြီအဲ့တော့ဆက်သွားမယ်เนาะတရားကြီးဟုတ်ကဲ့ဒီတရားတွေကိုတော့မကျင့်ခဲ့ဘူးတရားကြီးကမသိခဲ့ဘူးတကယ်လွတ်မြောက်မှုအစ်စ်ကိုမရဘဲနဲ့ဒါအရာကြီးတရားကြီးအရင်တော့လုပ်ငန်းတွေမှာတာဝန်ပြီးပြီးတော့ဒါ တည်ခဲ့မယ်ဆိုရင်ဘယ်စိတ်တွေနဲ့တည်ပြီးဘယ်ဝရောက်မှတင်လဲဒီတရားတွေကိုမသိဘဲနဲ့တည်ရင်ဟိုတပြည့်တော့နာကျင်မှုနဲ့တည်သွားမယ်ဆိုလို့ရှင်တော့အချိန်ရမယ်ဆိုလို့ရှင်တော့ကုသိုလ်ပြုတဲ့အာယုံပြပါဘူးအင်းမှန်ပါအချိန်မရဘူးဆိုလို့ရှင်တော့တပြည့်တော့အပေပဲရောက်သွားမှာအပေပဲရောက်နိုင်ဒီနာကျင်မှုနဲ့ချက်ချင်းတည်သွားခဲ့ရင်တည်တယ်ဟုတ်ပါဘယ်စိတ်နဲ့တည်ရမှန်းမသိရင်အများကြီးသွားမှာစိတ်နဲ့တည်ရမှန်းလဲတည်မှာလဲပေါ့ဘာမှမဟုတ်ဟုတ်ပြီနော်တော့အဲ့ဒီမှာစဉ်းစားဖို့အချိန်ရမှာမဟုတ်နော်ဟုတ်ပါအဲ့တော့အခုကကြက်နိုင်သေးလားမကြနိုင်ပါဘူးမကြနိုင်ဒါဆိုအရင်တော့ကတခါကြီးကြာဗုဒ္ဓဘာသာတယောက်နေနဲ့ကြာဘူးတဲ့နိဗ္ဗာန်နဲ့ ကိုကိုတိုင်ကြင်ညာအထုတ်ပြီးတော့မှလွတ်မြောက်သွားတဲ့ဒီမျက်မှောက်ပြုခဲ့တဲ့တရင်ကနိဗ္ဗာန်အဲ့နှစ်ခုကဘာကွာခြားမှုရှိလဲဟိုကြားခဲ့တဲ့နိဗ္ဗာန်တော့တပြည့်တော်သိခဲ့တာနိဗ္ဗာန်မှာဘာမှမရှိဘူးเนาะလောဘဒေါသမောဟတွေပေါ့လက်ရှိခံစားရတာလည်းအဲ့လိုပဲသွားပြီးတော့ခံစားရဟောအဲ့ဒါပြန်ပေါ်လာတာပေါ့နော်အဲ့တော့ညင်းကျမ်းနဲ့ရတော့ခံစားရတာခံစားရတယ်ညင်းကျမ်းတော့အေးကျမ်းတာပေါ့ဗျဟုတ်ပြီအဲ့တော့အရင်ကနိဗ္ဗာန်နီးတယ်လို့သိတာလားဝေးတယ်လို့သိရလားဝေးတယ်လို့ထင်ပါဝေးတယ်လို့သိတာဘယ်နဲ့ဘွားလောက်ရအကျင့်ရမယ်လို့ထင်တာအရင်ကနိဗ္ဗာန်ရတာ ဟိုအဲ့လောက်ဒီလည်းမှန်းခဲ့ပါဘူးမှန်းခဲ့ဘူးပန်းနိုင်လည်းမရှိဘူးပေါ့နော်အဲ့ဒါဒီဟာကြတော့ကိုယ်ကိုယ်တိုင်ခံစားလိုက်ရတဲ့ဒီဒတင်္ဂါလေးတောင်ဒီလောက်ချမ်းသာရင်နော်ဒီဒီယုတ်နဲ့ဒီခန္ဓာကိုယ်ကြီးကထာဝရမရှိရင်ဘယ်လောက်မြင်ကောင်းမလဲနော်တကယ်နော်ဒါဒီယုတ်နဲ့ဒီခန္ဓာကြီးရှိနေလို့ဦးတို့ကပူလောင်နေရတယ်သူ့အတွက်ပဲစဉ်းစားနေရတာကဲဘယ်သူ့အတွက်မှမပါဘူးတင်ပါဗျနော်တကယ်ဟုတ်ပါပြီအဲ့တော့ချမ်းသာတာကတရားလားတရားကချမ်းသာတာလားတရားကချမ်းသာတာတရားကချမ်းသာတာဘယ်အရာကိုတရားကြီးကတရားလို့နားလည်သဘောပေါက်ပါလဲဟိုတရားဆိုတာတော့ညတ်တာခြင်းလို့ဆရာတော် မိခဲ့တာဟာပေါ့တရားဆိုတာမျှတမှုအများကြီးရှိတယ်။ဥမာကောင်းတာတွေရောဆိုးတာတွေရောဒါတွေတုံတွဲပြီးရှိနေတဲ့အရာတို့တခုဟုတ်ပြီအရင်တော့တခိုင်းသိခဲ့တာဘယ်ဟာကိုတရားလို့သိခဲ့တာလဲ။ဒါတော့မနိုင်ရှောင်းရောတရားဆိုတာတော့ဟိုဆရာတော်တွေကြင်ကြံအားထုတ်နေတဲ့ဟိုကြင်စင်တွေလို့ပဲထင်တာ။ဟောအဲ့ဒါပဲသိတယ်ပေါ့ဘယ်လိုမျိုးဒီရဲ့အတိတ်ပဲပေါ့နော်ဒီအတိတ်ပဲကိုမသိခဲ့ဘူးပေါ့အပြောတရားကိုတော့သိခဲ့တယ်ပေါ့ပြောတာတော့တရားလို့တော့သိတယ်ဒါနဲ့သဘောတရားကဘာလဲဆိုတော့မသိခဲ့ဘူး။အခုကိုယ်တိုင်သိတဲ့ခါတော့သဘောတရားကိုဘယ်လိုနားလဲသွားလဲ။ တရားဆိုတာဘယ်ဟာကိုနားလဲသွားလဲဘယ်ဟာကိုတရားလို့နားလဲသွားပါပါလဲအခုဒီမှာတရားဆိုတာငြိမ်းရေးရာတစ်ခုကိုဟိုလက်ညှိုးပေးတဲ့อืมတော်ရတခုပေါ့ညာလေတခါတည်တယ်လို့ပြောเนาะတရားဆိုတာကတဘာဝဆိုပါဘာတရားတရားဆိုတာအရှိတရားပြောတာတဘာဝဆိုတာသူအတိဘယ်ဒီအရှိကိုပြောတာတရားဆိုတာမြတ်တခြင်းလို့ခေါ်တယ်အဲ့ဒီရဲ့တဘာဝကမြတ်တပြီးသားလို့အတိဘယ်ရအရှိတရားလို့ခေါ်တယ်เนาะအရှိကတရားနေတာပေါ့အဲ့ကြောင့်မို့တဘာဝတရား ်တဘာဝဆိုတာရှိတရားဆိုတာမျှတခြင်းအရှိဟောတရားပိသာမူလတရားပိသာဒါဆိုရင်တခါကြီးလှုပ်လိုက်လို့တရားတာလားဥစဉ်လှုပ်လိုက်လို့တရားတာလားမူလတရားတာလားသူမူလတရားတရားမူလတရားပြီးတော့နော်အဲ့တော့ကိုကမသိတာပါနော်ကိုကဒီအရှိကိုရှိတိုင်းသိသွားတာပေါ့နော်အဲ့ဘောမှာကိုအမှန်သိသွားတာပါဒီလိုနားလေရအောင်အဲ့တော့တရားဆိုတဲ့အဓိပ္ပာယ်ကကောင်းတော်ပြောတာလားဆိုးတော်ပြောတာလားကောင်းတော်ပြောတာနော်မြတ်တာချင်းဆိုတဲ့ဟာကောင်းတော်ပြောတာလားဆိုးတော်ပြောတာလားမြတ်တာချင်းဆိုတာနှစ်ခုလုံးပါတယ်အကောင်းဆုံးအဆိုးရောတွန်တွဲနေတာအဲ့တော့ကောင်းတာတရားလားတစ္ဆာတရားလား တရားတစ္ဆာတရားเนาะ you know what we know မြင်ခဲ့တာကောင်းတာလို့ရင်တရားလို့ပဲထင်တယ်အဲကောင်းတာလို့ရင်တရားဆိုတဲ့အဓိပ္ပာယ်ကသူကာမတက္ကရဉ္ဇဏ်တမာဒိဋ္ဌိတဲ့ကောင်းတာလို့ရင်ကောင်းကျိုးပေးမယ်လို့ပဲသိတာမကောင်းတာလို့ရင်မကောင်းကျိုးပေးမယ်အခုကျတော့အကောင်းဝဆိုးဝဒွန်းတွဲပြီးတော့မြတ်မြတ်တတတိတဲ့ဉ္ဇဏ်ကြတော့မကတမာဒိဋ္ဌိလို့ခေါ်တယ်မဲဆိုတဲ့အဓိပ္ပာယ်ကမျက်စိမှောက်ပြောတာမကင်ရှင်းပါအောင်ပြောတာတယ်ပါဗျာနော်မကင်ရှင်းပါဆိုတဲ့အဓိပ္ပာယ်ကအလဲလဲလမ်းစဉ်ပြောတာလဲလဲဆိုတာကခုနမျှတခြင်းလို့ခေါ်တာမျှတခြင်းဆိုတာအကောင်းရဲ့ဆိုးရဒွန်းတွဲနေတာ အကောင်းတွေအားလုံးကလည်းဘယ်ရမှမမြဲဘူးသူတို့အဆိုးတွေအားလုံးကလည်းဘယ်ရမှမများရပဲနဲ့သူသဘောတိုင်းသူစောင့်နေတယ်ဆိုတဲ့အနတ္တသစ္စာကိုမြင်တာပေါ့နော်မက်ကနဲ့စိုက်မက်ကနဲ့ကြည့်လိုက်တော့အနတ္တသစ္စာစိုက်တော့တယ်ပေါ့ဒီလိုပိုင်ပိုင်ခြားခြားဦးနာဦးနာတဘာဝဆိုတာပြောရတာလွယ်တယ်လို့သဘောတရားပြောရတာခက်တယ်နော်သဘောဉာဏ်ပြောရတာအရင်ခက်တယ်ပေါ့အဲဒါလေးတွေကိုအခြေခံသိထားပြီဆိုရင်နောက်ဘာပဲတွေးတွေးဒီတမာဒိဋ္ဌိရှိရင်တွေးတဲ့တမာသင်္ကပ္ပကအကုန်လုံးမှန်သွားပြီနော်တွေးတဲ့အတွေးတွေလည်းအကုန်မှန်ကန်သွားပြီပေါ့ကျေပါဗျာ တော့ဒီတဘာဝတရားတွေကိုအကောင်းနဲ့ဆိုးနဲ့တွန်တွဲပြီးတော့မျှတနေအောင်ဘယ်သူမှဖန်ဆင်းထားရလဲတဘာဝတရားကြီးရအရှိတရားနော်ဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူးအရှိတရားအရှိတရားသူဖန်ဆင်းရှင်ဝါတာမဟုတ်ဘူးဗုဒ္ဓဝါတာနော်အရှိဝါတရားတာဟုတ်သိသွားတာဒီတဘာဝအရှိတရားတွေကိုမှန်မှန်ကန်ကန်သိနိုင်ဖို့အတွက်ဘယ်လမ်းဆက်လျှောက်အောင်လဲဦးစင်းဟိုမက်ကင်လမ်းပေါ့မက်ကင်ရှင်ပါလမ်းလျှောက်အောင်နော်အခုမက်ကင်ရှင်ပါလမ်းကိုနည်းနည်းမြင်သွားပြီပေါ့နော်တင်ပါပြီအရင်တော့ကြားပဲကြားဘူးတယ်အခုဘယ်လိုလျှောက်အောင်လဲဆိုတာသိသွားပြီတင်ပါပြီသူအဲ့ဒီလမ်းကနေလျှောက်မှပဲအကုန်မြင်ရတယ်ကျန်တဲ့အဆုံးရောက်သွားရင်သူလမ်းရောက်မနော်မမြင်နိုင်တော့ ဝိဆာမျက်စိတက်ကြည့်တယ်ခုနဝိဆာမျက်စိအလင်းနှက်ကွင်းเนาะဝိဆာမျက်စိနှက်ကွင်းအလင်းရအောင်เนาะဒါဗေဒနာတော်မူပါဆိုဝိဆာမျက်စိဆိုတာအမှန်ကိုအမှန်တိုင်းမြင်တဲ့ဉာဏ်ကိုမျက်စိကိုဝိဆာမျက်စိလို့ခေါ်တယ်ဉာဏ်မျက်စိကိုပြောတာတင်ပါဗျာကဲမျက်စိကိုပြောတာမဟုတ်ဝိဆာမျက်စိအလင်းနှက်ကွင်းကိုเนาะဒါဆောင်ရွက်ပြီးလိုက်တာပေါ့အကုန်ထိုးချက်ပေါက်မြင်သွားတာလောကကြီးအမှန်တရားတင်ပါဟုတ်ပါပြီအဲ့တော့တရားနဲ့ကင်းတဲ့အချိန်ရှိလားတရားတရားနဲ့กินနေချင်တော့မရှိပါဘူးဗျာ။တရားနဲ့กินနေနေရောနေရာလည်းမရှိပါဘူး။ဒါဆိုအရင်တော့ကဘာမှမရှိတာ ရင်တော့အတိမရှိတာအတိမရှိတာနောက်တော့တရားရှိတာเนาะအတိရရှိပြီဒါလေးပဲတကယ်သူကြည့်တတ်တဲ့ကိရိယာလေးပြီးလိုက်တာပေါ့အဓိကပြောမယ်ဆိုရင်တော့သူတို့စားတောက်ဆိုင်စီတီမက်တွေပါဒီမှာမုတ်သွားဝယ်လို့ရှိရင်လေသူကဒီသူတို့မှာကျူအကုတ်တွေရှိရတာအဲ့ကျူအကုတ်တွေကကံမျက်စိနဲ့ကြည့်လို့မရသူတို့ခုနကတို့ပြောမယ်ဆိုရင် second ဖတ်ရတာဒီခုနအဲ့ဒါတော့ပဲလောကကြီးကိုလည်းအမှန်တရားမြင်ဖို့ဆိုရင်လည်းဦးတို့ဒီရဲ့ဖျားပေးတဲ့ဝိဇ္ဇာမျက်စိနဲ့တက်ကြည့်မှာအကုတ်မြင်ရတာဒီမက်ကင်ရှစ်ပါးပေါ့ဝိဇ္ဇာမျက်စိတော့မက်ကင်ရှစ်ပါးနဲ့ကြည့်မှာဒါအမှန်အမှန်တိုင်းမြင်ရတယ်အဲ့ဒါကိုတို့ရတာတော့နီးစပ်ဆုံးပြောပြတာနော် ဲ့တော့ဒီတရားတွေသိတော့တခါကြီးကဘသူအရင်ဆုံးကျေးဇူးတင်နေလဲဟိုဒီရင်တော့တော့ဒီဆရာတော်တို့ဒီကြောင်းဒီစောက်ဆုံးမလမ်းညွှန်ပေးတဲ့ပုံကိုယ်တွေပေါ့တော့ဒုတိယတော့ရွေးတော်မိသားစုပေါ့ဗျနားပါတော့လမ်းညွှန်ပေးတော့อืมဒီသားဦးစင်းကိုလည်းဟိုဒီပေါ်မှာဗာပြောကျင်လဲဒီချိန်မှာတွေ့ခဲ့လို့ရှိရင်ပြန်တွေ့ရင်ဗာပြောပြကျင်လဲသားဦးစင်းဟောသားဦးစင်းကိုကျေးဇူးတင်တယ်ပဲပြောပါဦးอืมသားကနေစပြီးတော့လမ်းပြပြီးတော့တဲ့ကြောင် တပည့်တော်လည်းဟိုရှောက်မဲ့လမ်းအမှန်ကိုသိသွားပြီဆိုတော့ကျွန်တော်อืมကောင်းပါအဥစဉ်ထပ်ပြီးတော့ပြောချင်တာဒီတားဥစဉ်ကဒီပေါ့နော်ဒီရိတ်တာမှာလာကျင့်ပြီးတော့ပေါ့နော်လွန်ခဲ့တဲ့တစ်နှစ်ဝန်းကျင်လောက်ပါပေါ့နော်တစ်နှစ်ဝန်းကျင်လောက်ကဒီမှာလာကျင့်ပြီးတော့သာသနာပေါင်းနဲ့အပြီးဝင်ပြီးတော့နော်မိဘကိုလည်းအမွေတွေလည်းအကုန်လုံးမယူဘဲနဲ့စွန့်ပြီးတော့သာသနာပေါင်းနဲ့အပြီးဝင်သွားတယ်ပြောတဲ့ချိန်မှာတခါကြီးစိတ်တွေမှာခံစားချက် feeling ကဘယ်လိုဖြစ်သွားလဲဟိုမန္တန်ပြောရင်စိတ်တော့မကောင်းဘူးစိတ်တော့မကောင်းဘူးမြှို့လင့်ချက်ကြီးပေါ့နော်သာသမီကတယောက်ပဲရှိတယ်သူပြုစုပြုတောင်းပေးရမယ် ိုမပြီးသေးဘူးလို့ပဲယူဆတော့ပြီးမှတောင်းတော့မကြည်သေးဘူးပေါ့အဲ့မှာပေါ့အဲ့ဒီအချိန်မှာ तू ကဟိုဒီတန်းသားပေါင်းတော့ဝင်သွားဆိုဟောစိတ်တော်မကောင်းငါတို့တောင်းဝန်သူ့ငါတို့ပြီးဆုံးအောင်မလုပ်ပေးခဲ့လိုက်ရဘူးဆိုပြီးတော့ဟိုနှမျိုးစိတ်သူ့လည်းကိုကလှထက်လုပ်ပြသေးခြင်းတရားပါနော်မိဘတယောက်နေနဲ့နှမျိုးစိတ်တော့ရှိသွားတာအဲ့တော့ကဘာလို့ရဟန်းဝတ်တယ်လို့တခါရက်ထင်းလဲအဲ့ဒါဒါတခါတို့ရှူတော့တခုပဲလေဝတ်တယ်ဝတ်ရခြင်းယူရခြင်းကဘာဖြစ်လို့ तू ဝတ်တယ်လို့ထင်တာအဲ့တော့က तू ဇာတာဟိုတပြည့်တော်ငယ်တော့စစ်ခဲ့ပါတယ်ဒါပေမဲ့နည်းနည်းစိုးတယ်ထင်တယ်ဟုတ်ဟလားသူကငိုတွေကဒီသာသနာလိုင်းကိုရောက်မယ်ဆိုတဲ့ဘာမျိုးသွားတွေ့ရပါအဲ့ဒါလေးကိုလည်းစိုးသေးတယ်နောက်သူဒီကြားထဲမှာဒီမှာတရားဟိုတရားစခန်းဝင်တဲ့ချိန်မှာသူပြောတဲ့ပြောဆိုတွေပါကိုကြည့်လိုက်တော့ဟိုတော်တော်တော်လေးလွတ်မြောက်တယ်တရားဟိုတရားတွေရနေပြီလို့ထင်တယ်တော့ဟုတ်အဓိကလည်းသူ့မိရလည်းအများဆုံးဆုံးမှာတော့ဟုတ်ဟုတ်ကောင်းပါနော်အဲ့တော့နှစ်ပိုင်းပြန်သွားမယ်ပေါ့အရင်တော့ကတခါကြီးက ကိုကိုတိုင်မကြင့်ညာမကြင့်ဘူးပဲနဲ့သူ့ဘော်မှာဝေဖန်နဲ့ဝေဖန်မှုပြီးတော့အကိုကိုတိုင်ကြင့်ပြီးတော့လွတ်မြောက်သွားတဲ့အပေါ်မှာအခုသူ့ဘော်မှာဘယ်လိုမြင်သေးလဲဟောသူကတော့ဒါဟိုထောက်ပံ့ကောင်တစ်ခုရပြီးတော့တန်တရာအတွက်လုံနေပြီလို့ပဲအဲ့လိုမြင်နေပါတော့ဒါမတိတုံးကကြတော့ဝေဖန်တဲ့ခြားကြတော့မပြည့်စုံဘူးလीနော်အခုကိုကိုတိုင်ခံစားကိုကိုတိုင်ကြင့်ညာအထုတ်ပြီးတော့သူပြောတဲ့အတိုင်းကြင့်ကြည့်လိုက်တဲ့မှာသူ့ရဲ့ဘာကြောင့်ကြင့်ခိုင်းတယ်လို့ထင်လဲတကယ်ယူ သူ့လိုပဲလွမြောက်စေခြင်းလို့အော်လွမြောက်စေခြင်းလို့ဒါဆိုရင်သူ့ရဲ့တရားကြီးရဲ့တားရဲ့စေတနာကိုမြင်ပြီလားအဲ့တော့မိဘတစ်ပါးမိဘရဲ့နှစ်ပါးပေါ်မှာဒါတော့ဒါကျေးဇူးဆက်သွားတာနော်တရားနဲ့သူကျေးဇူးဆက်တာပေါ့တရားကြီးနော်သူဒါတကယ်လို့ဒါအိမ်ဆောင်တွေကြားနေမှာဆိုရင်တခါပြုလိုက်ပူရမှာလေအဲ့လိုမျိုးပူပြီးတော့မီးတွေထိန်းပြီးတော့လိုက်ပူနေရတာကိုဒါမိဘရဲ့စေတနာလို့တခါကြီးတော့လှုပ်ချင်တာလေးတခါကြီးတကယ်တော့တကယ်တော့အဲ့ဒါလမ်းမှန်လမ်းအဆုံမဟုတ်ဘူးလေတခါကြီးဟုတ်ပါဗျာအဲ့ဒါပန်းနိုင်လည်းမဟုတ်ဘူးချမ်းသာမှုအစ်စ်လည်းမဟုတ်ဘူးပူလောင်တာကိုတခါကြီးတော့မီးကူမွေးတယ်လို့ဖြစ်သွားမှာပေါ့အဲ့ဒါတကယ်တခါမှတကယ်အေဂျင့်ချင်းအစ်စ် တခါတခါကြီးတို့ကလည်းတကယ်အမွေဘောเนาะအဲလောကုတ်တရားရဲ့ဒါဟိုဘယ်လိုပြောမလဲကိုပိုင်ပစ္စည်းကိုပေးလိုက်တာပေါ့အမွေပေါ့ဓမ္မအမွေကိုပေးလိုက်တာဘယ်တော့เนาะဘယ်တော့မှမပြောက်ပြတ်တော့ဟိုအမွေဆိုတော့လောကီရဲ့အမွေဆိုတော့တခါကြီးရဘယ်တော့ဒီလောကီအမွေကိုပိုင်ဆိုင်တဲ့လူကလည်းတားလည်းမမြဲဘူးလေခါရတခါကြီးတို့ဓမ္မကြီးတို့ပေးမဲ့ယရနာတွေကလည်းမြဲမှမမြဲတာမမြဲတဲ့ဖြင့်အသက်တောင်အန်ရှာပြီးတော့အသက်ဝတာအန်ရပြုတ်နိုင်နေတာဟိုအဲ့ဒီလောကီရဲ့အမွေတွေကအန်ရပြုတ်နိုင်နေတာပေါ့เนาะဒီရဲ့လောကုတ်တဲ့အမွေဆိုတော့ဘယ်လောက်အေးချမ်းလဲတခါကြီး သူ့မှာဒါဆိုရင်အဲ့ဒီဦးစင်းကလိုဂျင်နာတွေရလို့ပြည်စုံသွားတာလား तू ကလိုဂျင်နာတွေမရှိတော့လို့ချမ်းသာနေတာလားလိုဂျင်နာမရှိတော့လို့ဟုတ်တယ်နော်ဒါဆိုသူ့ရဲ့ချမ်းသာမှုကိုမြင်မိလားမြင်ပါတယ်ဒါကြီးတို့ထင်နေတာကဒီစည်းစိမ်တွေကိုစွန့်ပြီးတော့အမွေတွေကိုစွန့်ပြီးတော့မိဘနှစ်ယောက်ကိုစွန့်သွားတယ်ဆိုတော့ပူလောင်နေမယ်သူ့မှာလိုအပ်နေမယ်လို့ထင်နေတာနော်တကယ်သူကတကယ်ချမ်းသာစေချမ်းသာမှုကို तू မရသွားတာနော်ဒါဆိုရင်ဒါကြီးတို့လည်းဟိုဦးစင်းရဲ့ခံစားချက်ကိုမြင်လောက်မယ်လို့တော့ထင်ပါတယ်နော် ဟုတ်ပါပြီအဲ့တော့ဒီလိုလွယ်ကူသောအသည့်เนาะလွယ်ကူသောအကျင့်လှိမ့်မြန်သောအသည့်တွေကိုလွတ်မြောက်ချမ်းသာအောင်တခါကြီးတည်တယ်လို့တခါကြီးကျင့်တယ်လို့နောက်ထပ်ဘသူတွေရောထပ်ရသေးခြင်းသေးလဲဟိုမန်တိုင်းဆိုရင်တော့လူသားအလုံးပေါ့ဟိုအမှန်တကယ်အေဂျင့်နဲ့ငင်းချမ်းတဲ့ဟာကိုရစေဖို့ဒီလမ်းကြောင်းပဲရှိတာအလုံးလူသားအလုံးကိုရစေချင်တယ်ဟုတ်ပါတယ်เนาะတခါကြီးကောင်းပါတယ်တခါကြီးအဲ့တော့ဒီတရားတွေအပေါ်မှာတခါကြီးကတော့တရက်သေးနဲ့တခါမှလည်းမကျင့်ဘူးပဲနဲ့တရက်သေး တစ်ချိန်နှဲမှာပဲเนาะတစ်ချိန်နှဲမှာတော့မှမိနစ်20နာရီခွဲထဲမှာတည်သွားတယ်ပြောတော့ဒီတကိုင်းတရားနဲ့ပတ်သက်ပြီးတော့ဦးတကိုင်းလည်းဖေးပုတ်မှာเนาะဦးစင်းကိုတိုက်ခိုက်နေတာလဲတွေ့ကောင်းတွေ့တာဗောလေအဲအဲ့ဒီပေါ်တွေပေါ်မှာဒီလိုမျိုးတကိုင်းလဲကြရင်လည်းဒီလိုတိုက်ခိုက်ခံအောင်မှာအဲ့လိုမျိုးမယုံကြည်လို့ပြောလာတဲ့လူတွေကိုလည်းတွေ့လို့ရှိရင်တကိုင်းကသူတို့တွေအပေါ်မှာတကိုင်းတရားတွေကလွဲနေတယ်တကိုင်းကယူနေလားမသိဘူးလို့ပြောလာတဲ့အပေါ်မှာတကိုင်းကသူတို့တွေပြောလာတဲ့လူပေါ်မှာဘယ်လိုပြန်တုတ်ပြန်မလဲဟိုတပည့်တော်တို့ဝန်ထမ်းဘုရားပြောလို့ရှိပါတယ် သူအတိတူမှာလုတ်တူပါဟောအတိတူတိတာချင်းမတူတဲ့အတွက်ကြောင့်လုတ်တယ်လည်းမတူကြဘူးဟောဒီဘက်ဟာမတိသေးတဲ့အတွက်ကြောင့်ဒီလုတ်ကိုဝိပန္နပဲဖြစ်ပါလေဘူးอืมအတိချင်းမတူရလုတ်ချင်းလည်းမတူကြဘူးဟုတ်ပါတယ်ဒါကနောက်ဒါနောက်တစ်ခုကဥစဉ်မေးချင်တာဒကာကြီးဖြည့်လဲရတယ်မဖြည့်လဲရတယ်နော်ဝန်ထမ်းမှာကျတော့ဘာလုတ်ခဲ့တယ်ဟောဝန်ထမ်းမှာတော့နောက်ခုကပထမဝန်ထမ်းဘွားတော့တက်ပါတက်မှာစစ်တက်မှာစစ်တက်ဒုတိယဝန်ထမ်းဘွားတော့ ရဲဝန်တန်းပါရဲဝန်တန်းပေါ့နော်ရဲကြတော့ဘယ်ထိရောက်ခဲ့လဲဟိုတိုင်းနယ်ပြည်နယ်တပ်ဖွဲ့ပေါ့တိုင်းနယ်ပြည်နယ်တပ်ဖွဲ့ပေါ့နော်ဒီပေါ်မှာအခုဟိုဒါကြီးကဒါကြီးဒါဟွာဖြစ်သွားပြီးအငင်းဖြစ်သွားပြီးနော်ငင်းဖြစ်သွားတော့စိတ်ထဲမှာပေါ့ပါသွားတာပေါ့နော်ဒါကြီးအဲ့ဒီရဲ့ခံစားချက်လေးပေါ့နော်ဒါဒကာကြီးနဲ့အကြောင်းကျိုးညီသွားတာပေါ့နော်အဲဒီဒီပင်စင်ရတဲ့ချိန်နဲ့ဒီရိတ်တာမှာလာခြင်းတဲ့ချိန်မှာဒကာကြီးလွတ်လွတ်လပ်လပ်နဲ့ကျင့်ရတယ်နော်ဒကာကြီးနဲ့ဦးနဲ့ဖန်အမ်းမှာတွေ့တဲ့ချိန်မှာတော့ခဏလေးတော့မှ9မိနစ်တော့အချိန်မရဘူးနော်ဒီလိုမျိုး ဟုတ်ပါပြီဒီကကြီးနော်ဝမ်းသာပါတယ်အလုံးသာဓုခေါ်ပြီပါနော်ဒါဒုဒါဒုဒါ